ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြခြင်းတဲ့တင်ရတော့ဒီ28ရက်နေ့မတ်လတော့လှုပ်ခတ်သွားတဲ့ငလင်းချောင်းပေါ့နော်ဒီမန္တလေးမှာရှိတဲ့ Sky Villa ကလည်းအပြိုကျပြည့်စည်မှုတွေအလူအသက်တွေအများကြီးဆုံးရှုံးခဲ့တယ်ပေါ့အဲ့ဒီမှာမှဒုက္ခတိုင်းမွန်စိန်တိုင်းက ပေါ့နော်သူတို့ရဲ့ပစ္စည်းတွေကိုပြန်ရတဲ့အချိန်မှာ passport စာအုပ်တအုပ်နဲ့ပြီးချူးရုပ်နှစ်ရုပ်ပဲပြန်ရတယ်ဆိုပြီးတော့ကာကန်ရှင်မိသားစုကပြောထားတာပဲဖြစ်ပါတယ်ဆိုတော့မိသားစုဝင်၄ဦးနဲ့ဝန်ထမ်း၃ဦးစုပေါင်း9ဦးရဲ့အသက်တွေပေးလိုက်ရတယ်ပေါ့နော်ဒီစိန်တိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်အောင်မှာရှိရဲပြုတ်ပြက်နေတဲ့အုပ်ပုံတွေထဲမှာရှိနေတဲ့ ဒီစိန်ရွှေရတနာပစ္စည်းတွေကြောက်တံမရများတွေကိုပြန်လည်မရရှိသေးပဲနဲ့ပစ္စည်းလာယူဖို့အကြောင်းကြားတဲ့အချိန်မှာတွားရောက်ယူတဲ့အချိန်မှာတော့ဒီကလင်းငယ်လေးရဲ့ပတ်စပို့နဲ့ပြီးချူးယုံနှစ်ယုတ်ကိုပဲပြန်လည်ရရှိခဲ့တယ်လို့စိန်တိုင်းပိုင်ရှင်ဒေါ်မိုးတီယာရွှေရဲ့ခင်မွန်ကပြောထားတာပဲဖြစ်ပါတယ်။ပစ္စည်းစင်ရင်တချို့တဝက်တွေကိုပုံနဲ့တကွပေးထားခဲ့ပြီးပြင်မဲ့ဒီပစ္စည်းတွေရဲ့ပေါ့နော်တည်င်းအစအနာကိုဘာမှမကြားရပဲနဲ့ဒီကွန်ဒို မာလူတော်တော်များများကလည်းသူတို့ပစ္စည်းတွေကိုပြန်လည်မရရှိဘူးလို့သူကပြောထားပါဗါတယ်။အအခန်းတွေကိုဖြိုချတဲ့အချိန်မှာလည်းသက်ဆိုင်ရာအခန်းပိုင်ရှင်တွေကိုဝင်ခွင့်ပေါ့နော်ဒီတတ်မှတ်တဲ့နေရာမှာပဲကြီးစုခွင့်ပေးတယ်ဝင်ခွင့်မပေးဘူးပေါ့။နောက်မြေကော်ဆက်တီနဲ့မြေစာတွေကိုကားပေါ်တင်ပြီးလိုက်တဲ့အတွက်ကြောင့်မလို့ဒီပစ္စည်းတွေကိုပြန်လည်ရှာတွေ့ဖို့ကလည်းမလွယ်နိုင်တဲ့အတွက်ပစ္စည်းတွေဆုံးရှုံးနေရကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်။ ဆိုတော့လူအသက်ကောနောက်သူတို့ရဲ့ပေါ့နော်ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးခဲ့ရတဲ့အပြင်အိမ်ဒီပါအဆုံးရှုံးသွားတဲ့အတွက်ကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါဆုံးရှုံးမှုကအရင်ကြီးမှရတယ်ပေါ့လေနောက်သူတို့ရေဒီကဒီပေါ့နော် သူ့ရဲ့မိသားစုဝင်တဲ့ဒီဝန်ထမ်းတွေရဲ့ဓာတ်ပေါ်တွေတွေကိုမူဆယ်ကလှမ်းခေါ်လိုက်တဲ့ပရာဟိတသုံးဘွဲ့နဲ့ပဲကို့အစီစဉ်တဲ့ကိုပေါ့နော်ဘတ်ဟိုးတွေနဲ့ငားပြီးတော့ထုတ်ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်နောက်အိမ်ထဲမှာခြံခဲ့တဲ့ပစ္စည်းစင်းရင်းကိုလည်းပေးပြီးသားဖြစ်ပေမဲ့တချို့တဝက်ပစ္စည်းတွေကိုပုံနဲ့တကွပေးလိုက်တယ်ပေါ့ဒါမဲ့ပစ္စည်းစင်းရင်းကအကုန်မဟုတ်သေးဘူးပေါ့လေဒါတောင်မှပစ္စည်းတွေကို ကုန်လည်းမရဘူးခုနပြောသလိုမျိုးပဲပြီချူးရုပ်လေးနှစ်ရုပ်ရဲ့နောက် passport ပေါ့နော်သူတို့တမီးငယ်လေးရဲ့ passport ရုပ် passport ပေါ့နော် passport ပဲရရှိခဲ့ရပေါ့။ဂျန်တဲ့ပစ္စည်းကြီးရဲ့ဘာတည်င်းအစားအနာအုံးမှာမမြင်လဲမမြင်ရသေးဘူး။ကြားလဲမကြားရသေးဘူးလို့ပြောပါရတယ်။သူတို့မှမဟုတ်ဘူးပေါ့။ဒီ စကိုင်းဗီလာထဲမှာနေခဲ့တဲ့လူတွေတော်တော်များများဗာပစ္စည်းမှပြန်မရခဲ့ဘူးလို့သိရပါဗျ။နောက်အဆောင်တွေဖြိုချတဲ့အချိန်မှာလည်းအခန်းပိုင်ရှင်တွေကိုလည်းဝင်ခွင့်မပေးဘူးပေါ့နော်။နောက်သူတို့မှအခုခုနပြောသလိုမျိုးပဲပစ္စည်းတွေလည်းဆုံးလူလည်းဆုံးဖြစ်နေပြီပေါ့နော်။ဆိုတော့သူတို့အခန်းတွေဖြိုတဲ့အချိန်မှာတပ်ဆိုင်ရာအခန်းပိုင်ရှင်တွေကိုဝင်ခွင့်ပေးခဲ့တယ်လို့ထင်မြင်မိပါတယ်ဆိုပြီးတော့သူကပြောထားတာပဲဖြစ်ပါတယ်။နောက်တတ်မှတ်တဲ့နေရာကပဲကြည်ပါမယ်ဆိုတာတော့မှလက်မခံဘူးဆိုပြီးတော့လည်းပြောထားတာပဲဖြစ်ပါတယ်။ ်ဒါကတော့ဒီနောက်ဆုံး update သတင်းပေါ့နော်မန္တလေး sky villa ဟာဒုက္ခတိုင်းမစိန်တိုက်ပိုင်ရှင်ပြောခဲ့တဲ့သတင်းလေးကိုလာပြီးတော့အကုန်လုံးသိအောင်မျှဝေပေးရပါဖြစ်ပါတယ်ရှင်